နောက်ဦးဇင်းတို့တတိယမင်္ဂလာကဘာလဲဆိုတော့တမနာနင်္စဒတနာဟုတ်လားတမနာနင်္စဒတနာယဟန်တန်ဃာတို့ကိုဖူးမြော်ခြင်းသည်မင်္ဂလာဒီနေရာမှာဦးဇင်းတို့တမနာယဟန်တန်ဃာဆိုတဲ့နေရာပါတမနာဆိုတဲ့အဓိပ္ပာယ်ကဘာတော့ကိလေသာတမနေတီတီတမနောတဲ့နော်လောဘဒေါသမောဟအပူဓာတ်အလောင်းဓာတ်တွေကိုငြင်းအေးစေနိုင်လို့ဒါကိုတမနာလို့ခေါ်တယ်တဲ့ဟုတ်လား အဲ့တော့ဦးဇင်းတို့အဖြောင်းပါတာပြန်ရမယ်ဆိုလို့ရှိရင်ယဟန်တန်ကကိုဖူးမြော်ရတာမင်္ဂလာဒါလည်းမှန်ပါတယ်နော်ဟုတ်တယ်ဟုတ်လားအေးအဲ့ဒါတဲ့ပူပြီးတော့ဦးဇင်းတို့ကြည်ကြည်ပြန့်ပြန့်ပြောရမယ်ဆိုရင်ကိလေသာနည်းတဲ့ပုဂ္ဂိုလ်တွေဟုတ်လားကိလေသာကင်းတဲ့ပုဂ္ဂိုလ်တွေဟုတ်လားစာထဲမှာတော့ကိလေသာကင်းတဲ့ယဟန်တာသို့မဟုတ်ကိလေသာကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတွေကိုတွေ့ရမြင်ရခြင်းသည်ဒါမင်္ဂလာဆိုလို့ပြောတယ်ဟုတ်လားဦးဇင်းတို့ဒီနေရာမှာတော့သူက ယဟန်တန်ဃာကိုအဓိကထားပြီးတော့ပြောတာပေါ့နော်အဲ့ဒါကိုဦးဇင်းတို့ချဲ့ထွင်ပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်လူအချင်းချင်းလည်းပဲလောဘဒေါသမောဟနှဲပါအောင်ကျင့်သုံးနိုင်တဲ့တကယ်သူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ရရင်ဒါမင်္ဂလာရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်။ဘာကြောင့်လဲနော်ဒီလိုသူတော်ကောင်းတက်ခါအားကြီးတဲ့ဟိုတိတိပြောရရင်တော့စိတ်ကောင်းနှလုံးကောင်းနဲ့ပြည့်စုံတဲ့ဟုတ်လားအဲကိလေသာတရားကင်းအောင်ကျင့်သုံးနေတဲ့ဒီယဟန်တန်ဃာတွေကိုတွေ့ရတာဟာ သူတို့ဒီကနေပြီးတော့ဒီအင်းငင်းချောင်းဓာတ်တွေဟာကိုယ်စီကိုကုဆက်လာနိုင်တယ်ဟုတ်လားငင်းချမ်းတဲ့ပုံကိုကိုမြင်ရရင်ငင်းချမ်းတဲ့စိတ်ကလေးကတော့အနည်းဆုံးဖြစ်တယ်ပေါ့ဟုတ်လားဒါကြောင့်ကို့မှာမင်္ဂလာရှိသွားတယ်ဒါကတော့ဥစဉ်ကအပေါ်ယံဆန်းဆန်းအကြံမြင်ပြောတာပါဟုတ်လားအမှန်စင်စစ်ဥစဉ်တို့တမနာနေစဓတ္တနာဓတ္တနာဆိုတာမြင်တာကိုပြောတာနော်တမနာယဟန်တန်ဃာတို့ကိုမြင်တာဟာမင်္ဂလာဒီနေ့မှာမြတ်စွာဘုရားကမြင်တယ်ဆိုတဲ့နေရာမှာတဲ့ဟော ရဟန်းတန်ဃာကိုမြင်ုံမျှမကဘဲနဲ့ချိကတ်ခြင်းဟုတ်လားအောင်းမိခြင်းအဲ့ဒီရဟန်းတန်ဃာတွေကတရားဓမ္မကိုနာကြားခြင်းဒါတွေပါယူရမယ်ဆိုပြီးတော့အဲ့ဒီတုတ်ရဲ့အဖွင့်အထက်ကရာမှာအဲ့ဒါတွေကိုပြောထားတာရှိတယ်ဟုတ်ရဲ့လားဒါကြောင့်ရဟန်းတန်ဃာကိုမြင်ရတာမင်္ဂလာဆိုတဲ့မင်္ဂလာကိုဦးကျင်းတို့နားလည်တဲ့နေရာမှာရဟန်းတန်ဃာကိုမြင်ုံမျှမကဘူးနော်စိကတာမျိုးရှိရမယ်အောင့်မေ့တာမျိုးရှိရမယ်သူတွေကတရားဓမ္မကိုကြားနာတာမျိုးရှိရမယ် ဆိုလိုတာကဒီလိုယဟန်တန်ဃာတွေ ਨੇ ကိုယ်ွယ်ရှိကပ်ပြီးတော့အမြင်မပြတ်ဟုတ်လားတွေ့ထိဆက်ဆံနေရတာဟာမင်္ဂလာရှိရာရှိကြောင်းဆိုတဲ့အတိတ်ပဲပါပဲဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ပိုးပြီးတော့ကြည်ကြည်ပြန့်ပြန့်ဟောနားလေကြည့်မယ်ဆိုလို့ရှိရင်ကိလေသာငြိမ်းချမ်းအကျင့်ကောင်းကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဆိုရင်ယဟန်တန်ဃာတွေမကဘူးလူသားတွေထဲမှာလည်းပဲတကယ်စိတ်ကောင်းနှလုံးကောင်းရှိတဲ့နော်အစင်အတန်းရှိတဲ့ပုံကိုယ်တွေနဲ့ကိုဟာတွေ့ရမယ်မြင်ရမယ်ကြုံရမယ်ဆိုရင်ဒါလည်းမင်္ဂလာရှိနိုင်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ် ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့စိတ်မှာကောင်းမြတ်တဲ့ဓာတ်တွေကူးဆက်လာစေဖို့အတွက်ဒီတမနာနိစ္စဒတနာမင်္ဂလာနဲ့လည်းပြည့်စုံအောင်ကြိုးစားအထောက်ရမယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဒီမင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ဟိုတုတ်တန်တစ်ခုပြောခြင်းလေအဲ့ဒါကဘာလို့ဆိုတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဆက်ကနိဗ္ဗာန်မှာအနုတ္တရိယတုတ်တန်ဆိုတာရှိတယ်ဟုတ်လားအနုတ္တရိယတုတ်တန်ဆိုတာကအနုတ္တရိယဆိုတာ အလွန်မြင့်မြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီတုတ်တံမှာဒါဦးဇင်းတို့အချင်းချုပ်လေးပြောမှာပါဟုတ်လားယဟန်တို့တဲ့လောကကြီးမှာအမျက်ဆုံးသောအမြင်ဆိုတာရှိတယ်အမျက်ဆုံးသောအကြာဆိုတာရှိတယ်အမျက်ဆုံးသောလက်လာဘရာခြင်းဆိုတာရှိတယ်အမျက်ဆုံးသောတင်ယူမှုဆိုတာရှိတယ်ဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့အမျက်ဆုံးသောဟိုလှုပ်ကြွေးမှုဆိုတာရှိတယ် အမျက်ဆုံးသောအောက်မေ့မှုဆိုတာရှိတယ်ဆိုပြီးတော့အမျက်ဆုံး6မျိုးအဲ့ဒီမှာမြတ်စွာဘုရားဟောထားတာရှိတယ်။လောကကြီးမှာပိဋကပေါင်းတို့တော်ကောင်တို့အစင်းတွေလည်းရှိနေတယ်မျက်လုံးတွေလည်းရှိနေတာဆိုတော့မြင်တယ်ဆိုတာတွေကတော့လူတိုင်းမှာမရှိဘူးလား။အေးဒါပေမဲ့အဲ့ဒီမြင်ခြင်းတွေထဲမှာတော့ယုံညံ့သော မြင်ခြင်းရှိတယ်မြတ်သောမြင်ခြင်းဆိုတာရှိတယ်မတူဘူးနော်။အေးအဲ့တော့မြင်တာတွေရှိနေတယ်မြတ်အယုတ်တွေမြင်တာတွေအမျက်တွေမြင်တာတွေဟာကိုးပြားနေတာတော့ရှိမှာပေါ့ဟုတ်လား။ ဲ့ဒါလိုပဲဦးဇင်းတို့နားဆိုတာရှိရင်တော့ကြားတယ်ဆိုတာရှိမယ်အဲ့ဒီကြားတယ်ဆိုတာတွေထဲမှာလည်းပဲရုပ်တော်ကြားခြင်းမျက်တော်ကြားခြင်းဆိုတာတွေရှိလိမ့်မယ်ဟုတ်ရဲ့လားနောက်ပြီးတော့ဦးဇင်းတို့လူတွေဟာရကြင်လွန်းလို့လောဘအာကြီးတဲ့ပုဂ္ဂိုလ်လောဘကိုအခြေခံတဲ့ပုဂ္ဂိုလ်တွေဖြစ်သည့်အားလျော်စွာရကြင်လို့ရှားရတယ်ရှားတော့ရတာတွေရှိတယ်ပေါ့အဲ့ဒီရတာတွေဟာလည်းပဲမမြတ်တော့ရခြင်းမြတ်တော့ရခြင်းဆိုတာတွေရှိတယ်မရှိနိုင်ဘူးလားရှိနိုင်တယ်နောက်ပြီးတော့ဦးဇင်းတို့သင်ယူမှု နော်လူဆိုတာတင်ယုံမှုရှိတယ်နော်တက်ကြွမှုရှိဖို့အတွက်တင်ယုံမှုဆိုတာပြုကြရတယ်အဲ့ဒီတင်ယုံမှုမှာလည်းပဲမမြတ်သောတင်ယုံမှုမြတ်သောတင်ယုံမှုဆိုတာ ရှိတယ်ဒါတွေနားလည်ဖို့လိုတယ်ဟုတ်လားအေးနောက်ပြီးတော့ဦးဇင်းတို့လူဆိုတာတဦးတယောက်တည်းရက်တည်ပြီးတော့နေတာမဟုတ်နော်အပေါင်းနဲ့အသင်းနဲ့မိသားစုနဲ့နေရတာရှိတယ်အဲ့ဒီတော့တဦးကိုတဦးပြုစုလှုပ်ကျွေးနေဆိုတာတွေလည်းပဲရှောင်လို့မရအဲ့ဒီပြုစုလှုပ်ကျွေးမှုဆိုတာကလည်းပဲ မမြတ်သောပြည့်စုလို့ကျွေးမှုမြတ်သောပြည့်စုလို့ကျွေးမှုလို့ရှိတယ်ဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ပြည့်တဲ့ဘောင်သူတော်ကောင်းတို့အောင်မေမှုအမှတ်ရမှုဆိုတာတွေလည်းပဲလူတွေရဲ့တဏ္ဍာတ္တဝါတွေရဲ့တဏ္ဍာမှာမရှိဘူးလားရှိတယ်အဲ့ဒီအောင်မေမှုဆိုတာတွေကလည်းပဲမမြတ်သော အောင်မေမှုမြတ်သော အောင်မေမှုလို့အမျိုးမျိုးရှိတယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကစီစစ်ပြီးတော့